်အောင်လဲမိလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်ဂျွန်လာတလစာတလေးနာသတိများတဲ့တလစာဟောစရန်းနဲ့ကြရရလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။တလင်းနာသာသမီများအနေနဲ့ဒီလမှာပါနော်။မိတိအခက်ခဲမိတိပြက်နာပဲကြုံရကြုံရမိတုအချီကိုမှအကူကြီးတောင်းတာမျိုးအာကိုရှာတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့။အဲ့တော့မိမိအာကိုရှာလိုက်တဲ့အရာတိုင်းကမိမိကိုဒုက္ခပေးတဲ့သူတွေဖြစ်လာပြီးရော ကြားကြလို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုးဆိုတဲ့အဖြစ်ပြက်မျိုးဒီလမှာကြုံတွေ့ရဖို့ရှိပါတယ်အကြောင်ဒီလမှာဒီလောက်ဆရာရှိရလုံမယ်ဆိုတော့ကိုအားကိုကိုပြီးတော့လောက်ဆရာရှိရကိုလောက်ကိုအကြံပြုချင်ပါတယ်အကြံပေးချင်ပါတယ်ဒီကာလမှာပေါ့တနင်္ဂနွေလောက်ပေါ့နော်လူတွေကိုယုံပြီးတော့မှာကြဘုံကြီးဒုက္ခရောက်တာမျိုးဖြစ်ပြက်မျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါမမိရဲ့ဒီအိမ်မှာရှိနေတဲ့လက်အောက်ငယ်သားတွေဒီရန်ဟို ဟိုထက်ပြေးတာမျိုးထက်သွားတာမျိုးမိမိရဲ့ဒီမိမိတဲ့ငယ်တဲ့သူတွေနဲ့ရံဖြစ်ပြီးတော့တို့နဲ့အစင်မျိုးတို့တို့ကနေပြီးအိမ်ကနေဆင်းသွားတာမျိုးအဖြစ်ပြက်မျိုးကြုံတွေ့ရကြရှိပါတယ် ဒီလမှာအိမ်ပြောင်းတာမျိုးအိမ်ရွှေ့တာမျိုးเนาะအိမ်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်တာမျိုးလုံးဝလုံးဝမလုပ်တတ်ပါဘူးအဲ့လိုမျိုးလုပ်မယ်ဆိုရင်တော့မိမိကဒီထက်ပိုပြီးတော့ဆိုးရတဲ့အခြေအနေမျိုးကလည်းဒီထက်ပိုပြီးဆိုးရတဲ့အခြေအနေမျိုးရှိဖို့ပဲဥတီသွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးတော့မိမိကဒီကာလမှာအောင်ငါးကိုအာမခံပေးတာမျိုးသူတို့ဘာကိုဒီဒီတောင်းဝင်ခံပေးတော့တောင်းဝင်ယူပေးတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့။အဲ့လိုမျိုးလုပ်ပြီးဆိုတာနဲ့နောက်မှာတောက်ဆက်တဲ့ပြဿနာလေးတွေပေါ်ထွက်လာဖို့ရှိပါတယ်။ ဒီလမှာတော့တခုတူးဆန်းတာကတော့ဘာလဲဆိုတော့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ဝင်စရာရှိရာဝင်တယ်ဝင်စရာရှိရာဝင်တယ်ဒါပေမဲ့အလွန်မေးဝင်တာမျိုးမဟုတ်ပဲねမိဝင်တဲ့ဟာနဲ့မိသုံးရမဲ့ဟာနဲ့အမြဲအမြဲကွက်တယ်မျိုးဖြစ်တတ်တယ်ဒါပေမဲ့ငွေကြေးအရင်ကြီးတက်တဲွားတာမျိုးအရင်ကြီးဖျားခတ်တာမျိုးတော့လုံးဝလုံးဝမရှိပါဘူးဒါပေမဲ့အရင်လက်ထက်စာရင်တော့ဒီလကတော့အ ਨੇ ဆုံးတော့မွေးကြီးကိစ္စနဲ့ပတ်သက်ပြီးတော့အသက်ကြီးချောင်းနေလို့ကျွန်တော်ကျွန်တော်နေနဲ့ပြောချင်တယ်။တခုတတိထားဖို့ပြောချင်တာကျွန်တော်ဒီလမှာပေါ့နော်။ တချီတဲ့အပွားကြံပြီးတော့ဒါအကုန်လုံးရင်းချလိုက်ပြီးတော့ငါအညီအဆုံးတွေအများကြီးရမယ်ဆိုတဲ့ကိစ္စမျိုးတွေလောင်စာတစ်ခုခုပုံမှာအလွန်မင်းပုံအောလိုက်တာမျိုးတွေလုံးဝလုံးဝမလုပ်ပါနဲ့အဲအဲ့လိုမျိုးလုံးလိုက်ပြီးဆိုတာမိမိကအနှောက်ရှက်တွေဖြစ်လာပြီးတော့အဆင်မပြေတာတွေဖြစ်လာပြီးတော့မကောင်းတာတွေဖြစ်လာပြီးတော့ဟိုမမီးကတော့ကောင်းမယ်ဆိုပြီးလုပ်လိုက်တဲ့အရာအားလုံးပျက်စီးချိုရင်းသွားတတ်ပါတယ် ။နောက်ပြီးတော့ဆရာသမားလိုပုံပုံမျိုးတွေမိမိတည်းကြီးပါတယ်ဆိုတဲ့မိမိယုံကြည်ကြပါစေသူမျိုးတွေရဲ့ဒုက္ခပေးခြင်းအကောက်ကြံခြင်းမိမိကိုမိမိရှိရနေမျိုးအခွင့်အရေးတွေလူယူခြင်းတွေကြုံတွေ့ရတတ်တယ်။ဒါပေမဲ့ဒီလားကနေစတဲ့မိမိနဲ့မတည့်တဲ့သူတွေနဲ့မိမိနဲ့စီးပွားရေးအဆင်ပြေတဲ့မိမိရဲ့ပြိုင်ဘက်တွေနဲ့ဒီကာလမှာလုံးဝလုံးဝဒီစကားပြောရတာအဆင်ပြေပြီးတော့အုပ်ဝဲလို့ကျွန်တော်တို့အကြောင်းလေးပြောလို့ရတယ်ပေါ့နော်မိမိရဲ့အလောက်ကန်ကနေပြီးတော့အခွေးကောင်းနေရတတ်တယ်အဲ့တော့ဘာပဲဖြစ်လာဖြစ်လာဘာပဲရှိလာဖြစ်လာ အကောင်းဆိုလဲနှစ်ကြိမ်အဆိုးဆိုလဲနှစ်ကြိမ်နှစ်ခါနှစ်ခါနှစ်ခါနှစ်ကြိမ်နှစ်မျိုးပေါ့အဲ့လိုမျိုးတွေကြုံတွေ့ရဖို့ရှိပါတယ်ပြောချင်တာတော့နှစ်ခါနှစ်ခါဖြစ်စဉ်တွေဖြစ်တဲ့တယ်လို့ကျွန်တော်နည်းနည်းပြောချင်ပါတယ်နောက်ပြီးတော့အိမ်တော်ရှိရတဲ့လူတွေနေလို့ဒီကာလမှာအိမ်တော်ရင်းအစီအမံပြရာမျိုးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့လုံးဝပင်ပန်းရတော့စိတ်ပင်ပန်းရလို့ဖြစ်လာတတ်ပါတယ်။နောက်ဒီကာလမှာပေါ့နော်ဒီဒီပြောရမယ်ဆိုရင်တော့ဒီအချို့သောကိစ္စရတွေကိုလုံးမဲ့လုံးမဲ့ကြံစီတိုင်းမပြီးနိုင်မစည်းနိုင်အာ အနောက်ရှက်တွေမျိုးစုံဖြစ်နေရမျိုးကြုံရတတ်တယ်အဲကြောင့်မလုံးစရာရှိတာကိုရှိမယ်ဆိုဖြစ်ပြောင်းနေလုံးစရာရှိတာလုံးလိုက်ကောင်းနေဖြစ်စေဆိုတဲ့ဖြစ်နေလုံးဝလုံးဝကိုမဆိုင်နဲ့ငါလုံးစရာရှိတာလုံးကိုလုံးမယ်လို့ပြောလိုက်တာကောင်းပါတယ်ဘာပဲဖြစ်လာဖြစ်လာဒီအမှုခင်းအမှုခင်းဖြစ်လာမယ်ဆိုရင်အချို့ရအားလုံးက ဝင်ပြီးဘက်ကရှော့ပေးလို့ရရင်ရှော့ပေးလိုက်ချင်းအားဖြင့်ပြက်နာအားလုံးကိုကြော်နိုင်ပါလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဟိုမမီကဟိုနိုင်ကျင်လုံးတို့အစင်ပြင်းလုံးတို့လောက်ကမှပို့ပို့ပြီးတော့မမီရဲ့ဒီချက်တဲမှုတွေပို့ပြီးဖြစ်ပေါ်လာတတ်တာကိုတွေ့ရပါတယ်အခြေရေးဒီနဲ့ကတော့ဒီကာလမှာပေါ့နော်ဒီရန်ဖြစ်ရတာမျိုးပရိပကဖြစ်ရတာမျိုးအစင်ပြင်းဖြစ်ရတာတို့စိတ်ပင်ပန်းရတာမျိုးကိုပင်ပန်းရတာမျိုးဖြစ်ပေါ်လာတတ်ပါတယ် နောက်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးပြောလို့ရတာကျတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အောက်ပိုင်းခါအောက်ပိုင်းနေခါနဲ့ပတ်သက်တဲ့ယောဂါတွေနောက်ပြီးရခါကျတော့ကျွန်တော်တို့ဒီမိမိရဲ့ဒီခါနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်နောက်ပြီးတော့ဒီသွေးနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်အရိုးအကြောတွေနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တာကိုကျွန်တော်အနေနဲ့တွေးရပါတယ်အော်ဒီကာလမှာပေါ့နော်လက်ချက်ကျတော့ဘာလဲဆိုတော့ တက်လိုက်တော့ပေါ့ပြောမယ်ဆိုရင်တော့မိတိအပြောင်းရှင်တော့တော့မနဲ့အိမ်ပြောင်းတာကိုအလုပ်ပြောင်းတာကိုဟိုပြောင်းတာကိုဒီပြောင်းတာကိုဘာပြောင်းတာပဲဖြစ်ဖြစ်လုံးဝလုံးဝမလုပ်ပါနဲ့နော်ဒီကာလမှာတက်လိုက်တော့ပေါ့နော်ဒီမလုပ်တာကောင်းတယ်ဒီကာလမှာဒီအယောင်းဝယ်တွေတမားတွေအနေနဲ့ဆိုဒီကာလမှာအကြီးအကျယ်ဟိုနော်ဝင်ဝင်ကောင်းတာတွေတွေ့ရပါတယ်ခင်ဗျနောက်ပြီးရခါကျတော့ဒီလမှာပေါ့နော်ဒီ ကံကောင်းစေတဲ့ကြရိယာကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမိမိတို့ရဲ့ဒီကျွန်တော်တို့နေနံအတောင်းပေါ့နော်တနင်္လာအတောင်းပေါ့တနင်္လာအတောင်းမှာရှိတဲ့ရပ်ဖြာဖြာရှိပေါ့တော့မြက်ကြီးကိုဇပယ်ပန်တက်စစ်ကတ်လို့ပြီးတော့ဆူတောင်းတာမျိုးရေတက်စစ်ပူဆော်တာမျိုးလုပ်ပေးပါမိမိရဲ့အင်ရဖျားမှာလည်းကျွန်တော်တို့မုံလုံးရေပေါ်ပေါ့တက်စစ်ကတ်လို့ပြီးတော့မိမိရဲ့အခက်ခဲမိမိရဲ့အနှောက်ယှက်မိမိရဲ့ပင်ပန်းမှုတွေအားလုံးကတ်တာပါစေအကြောင်းဆိုပြီးတော့ဒီဆူတောင်းပြီးတော့ဒီဆူတောင်းပါပါနော်အဲ့ဒါဆိုရင်တော့မိမိရဲ့အခက်ခဲတွေပြေလည်ပါပါလိမ့်မယ် အားလုံးပဲဒီလမှာအားလုံးအဆင်ပြေကြပါစေရလက်ကောင်းတွေရရှိကြပါစေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျန်းသာခြင်းပြည့်စုံကြပါစေကျွန်တော်နေနဲ့ဆုမတောင်းပေးလိုက်ရပါတယ်ခင်ဗျာ